အခုလိုနေရာတည်ရဲ့ပြင်းထန်တဲ့အပူဒဏ်ကိုအန်တုနိုင်မှုအတွက်တဘာဝအတိုင်းအနံ့အရသာနဲ့ပြည့်စုံပြီးကျမ်းမာရေးအတွက်လည်းကောင်းကျိုးတွေများတဲ့အုံစင်းရင်ကတော့လူတိုင်းအတွက်အကောင်းဆုံးရွေးချယ်စရာတစ်ခုပါပဲ။တချို့ကအုံရင်နဲ့အုံလို့ကိုအတူတူပဲလို့မြင်တတ်ကြပါတယ်။တကယ်တော့အုံရင်နဲ့အုံလို့ကဘာတွေကွာခြားလဲဆိုရင် အုံရည်ထဲမှာရေဓာတ်94ရာခိုင်နှုန်းနဲ့အဆီဓာတ်နည်းနည်းပဲပါဝင်နေပြီးတော့ အုံတို့မှာတော့ရေတက်90ရာခိုင်နှုန်းနဲ့အစီတက်အမြောက်များပါဝင်နေပါတယ်။ဒါကြောင့်လဲအုံရည်ဟာကျန်းမာရေးနဲ့ညီညွတ်ပေမဲ့အုံတို့ကတော့ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာဖြစ်သတ်မှတ်ကြတာဖြစ်ပါတယ်ရှင်။အုံးရည်ရဲ့တဘာဝအချိုတက်ကသွေးထဲကတကြပမာဏကိုရှော့ချပေးနိုင်တဲ့အစွမ်းသတ္တိရှိနေပါတယ်။အုံးရည်မှာဟီမိုဂလိုဘင် A1C ပါဝင်မှုနည်းပါးတာကြောင့်သွေးတွင်းတကြတက်ကိုရေရှည်ထိန်းချုပ်နိုင်စွမ်းရှိနေပါတယ်။ အုံရီကိုပုံမှန်တောက်ပေးမယ်ဆိုရင်စီဂျိုသမားတွေအနေနဲ့ယောဂအခြေအနေတိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။အုံရီတောက်သုံးတာဟာနှလုံးနဲ့သက်ဆိုင်တဲ့ယောဂဝေဒနာတွေရဲ့အနေရည်တွေကိုရှော့ချနိုင်တဲ့အကျိုးရှိစုရှိပါတယ်။အုံရီမှာပိုတက်ဆီယမ်ကြွားစာပါဝင်နေပြီးပိုတက်ဆီယမ်ဟာသွေးတိုးတာကိုတားဆီးနိုင်တယ်လို့သွေးဖိအားတည်ငြိမ်အောင်လည်းအထောက်အကူပြုပါရယ်။လေးလာချက်တွေအရအုံရီဟာသွေးတိုးနိုင်ခြေကို87ရာခိုင်နှုန်းအထိရှော့ချပေးနိုင်တယ်လို့သိရပါရယ်။ ောက်ကက်မှာကြောက်တယ်လေဆိုတာကယ်ဆီယမ်အောက်ဆလိန်နဲ့တခြားကုန်မောင်းတွေစုပါပြီးအဆိုင်ခဲဖြစ်တဲ့ဖြစ်စဉ်တစ်ခုပါကြောက်ကက်မှာကြောက်တယ်တာကိုတားဆီးဖို့အတွက်အရေးနဲ့ဖြော်ရည်တွေကိုလုံလောက်တဲ့ပမာဏတစ်ခုအထိနေ့စဉ်သားသုံးမိဖို့လိုအပ်ပါတယ်စမားတို့နေ့စဉ်တောင်းနေတဲ့ရေကအကောင်းဆုံးရွေးချယ်မှုဖြစ်ပေမဲ့အိုးရေရလည်းကောင်းမွန်တဲ့ရွေးချယ်မှုပါပဲအိုးရေမြမြတောက်ပေးရင်ဒီလိုပြဿနာမျိုးဖြစ်မလာအောင်တားဆီးပေးနိုင်သလိုကြောက်တယ်နေတယ်ဆိုရင်လည်းတတအောင်ကူညီပေးနိုင်ပါတယ် ခြေတက်ကိုပင်လဲဖြစ်တည်ပြီးနိုင်တဲ့ဖြော်ရည်တွေအရည်တွေအမျိုးမျိုးရှိတဲ့ထဲမှာသဘာဝအတိုင်းအရသာရှိပြီးခြေတက်ကိုပင်လဲဖြစ်တည်ပြီးနိုင်တာကတော့အုံရည်ပါပဲလေ့ကျင့်ခန်းပုံမှန်လုပ်လို့ရှိတဲ့သူတွေအနေနဲ့လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာအုံရည်တောက်ပြီးမှဆိုရင်ခြေတက်ဆုံးရှုံးမှုကိုအမြန်ဆုံးပြန်လဲဖြစ်စေနိုင်မှာဖြစ်ပါတယ် လေ့ကျင့်ခန်းပုံမှန်လုပ်လို့ရှိတဲ့သူတွေအနေနဲ့လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာအုပ်ရည်တောက်ပြမယ်ဆိုရင်ရေတဲ့ဆုံရှုံမှုကိုအမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့လေ့ကျင့်ခန်းလုပ်နေတုန်းကဆုံရှုံသွားတဲ့အလတ်ရှုံလိုက်တွေကိုလည်းပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။အားလုံးပဲကျမပြရှင်တဲ့နေ့လေးတွေပိုင်ဆိုင်ပါစေ။ Channel လေးကိုလည်း Subscribe လေးမလုပ်ရသေးရင်လုပ်ထားပေးပါအောင်နော်။